ခန်းချင်းစီလေးတွေပြိုးထောင်ဖို့ရန်အတွက်ညီဆွေးလိုအပ်ပါတယ်ညီဆွေးရှာရပါတယ် ညီဆွေးရပြီဆိုတော့ညီဆွေးတွေကိုတေချာမှောင်းနေအောင်လုပ်ပြီးတော့ပြုတ်ထောင်မဲ့အိတ်ပလတ်စတစ်အိတ်ငယ်လေးတွေကိုထည့်ပါတယ်ဟိုထည့်မဲ့အိတ်ကလေးတွေပြည့်ပြီးဆိုတော့ကျွန်တော်ကတော့ Lora 909ညီရိုးစေးကိုပဲသုံးပြပါတယ် ညစေတဲ့ကိုမစေနှုံးနဲ့ထည့်ပြီးတော့ပြိုးပါတယ်တခါတလေမှလည်း၃စီ၄စီကြာသွားလည်းရှိပါတယ် မျိုးစေးလေးတွေအိတ်ကလေးတွေထဲမှာထည့်ပြီးတော့ပြိုးပြီးပါပြီ25ရက်ခန့်ကြာတော့ပင်လေးတွေကဒီတိုင်းဖြစ်လာပါပြီမှန်တိုင်းပြောရရင် ခရမ်းချင်းပြိုးပင်လေးတွေဟာ အနှဲငယ်ကြီးသွားပါတယ်ကျွန်တော်အလုပ်တွေရှုံနေတဲ့အတွက်ချမဆိုင်ဖြစ်လို့ပါ အခုအပင်လေးတွေကိုပြိုးပင်လေးတွေကိုမြေချစိုက်ပါတော့မယ်။ရရဲ့ဟိုနေမစိုက်ချူစားနေရဘူး။ဘူကကိုကြီးအိမ်အောင်စိုက်။မြေချစိုက်ဖို့ကလည်းတော်တော်လွယ်လွယ်တော့မရပါဘူး။ကျွန်တော်မှချက်တွေလည်းရှိပါတယ်။သူတို့ရဲ့ရန်ကိုကာကွယ်ဖို့ခုလိုကာရန်ပြီးတော့မြေကိုချဆက်ရမှာဖြစ်ပါတယ်။ ြန်းကျင်စိုက်ဖို့ရာနေရာကအဲ့လောက်ထိမကျဲပေမဲ့ကျွန်တော်တခြားသီးနှံလေးစိုက်ဖို့အတွက်ခြံကိုပြေကာမှာဖြစ်ပါတယ်။ တယောက်တည်းကာရတဲ့အတွက်အချိန်တော်တော်ပေးရပါတယ်

ဘယ်လိုမှဝင်လို့မရအောင်ကျွန်တော်ထိန်းသိမ်းရမှာဖြစ်ပါတယ်ပြောရမယ်ဆိုရင် စိုက်ပျိုးရေးနဲ့မွေးမြူရေးဟာဥရွေးလောက်ကင်တင့်ပေမဲ့ထင်းထင်းဆောင်းရှောက်မှုမရှိရင်တော့အခြေအနေပဲဖြစ်မှာပါ ခုကျွန်တော်တို့ပြပြပါပါနဲ့ခင်းကျင်ပင်လေးကိုညှိချစိုက်ပါတော့မယ်။ ျွန်တော်သားအရှုပ်ထုတ်ကလေးရလဲသူမပါရင်မပြီးတယ်လို့စိုက်ပျိုးရေးမှာအားကိုးရပါတယ်သူဘာမှကူပေါ်လောက်မမရပါပဲမြဲသူအနားမှာရှိတော့အမောပြေရပါတယ် ခန်းချင်ပြိုးပင်ကျင်းရည်300လောက်ကိုကျွန်တော်တို့မိသားစုပဲတော်တော်ကြာကြာစိုက်ပြီးရပါတယ် ခုလိုစိုက်ပျိုးပြီးတဲ့အချိန်မှာပဲမထင်မှစွာမိုးတဲထန်စွာရွာလိုက်ပါတယ်သူတို့တွေနောက်ထပ်ပြန်လဲရှင်းတတ်နိုင်ဦးမလားဆိုတာတော့စောင့်ကြည့်ပြကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်